အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အားလုံးလည်းတချင်းနေထဲမှာနားထောင်နေကြဖြစ်မယ်လို့ထင်တဲ့ National နဲ့ဘာလူကလေးရရဲ့အချစ်ဇလန်လေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဘယ်လိုဆက်တွေ့ခဲ့လဲသူတို့နှစ်ယောက်ပေါင်းဖက်ခွင့်ရသွားကြလားသူတို့နှစ်ယောက်ရဲ့ဘဝနေကုန်းကဘယ်လိုချုပ်သွားခဲ့လဲဆိုတာတွေကိုဒီဗီဒီယိုထဲမှာပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာမို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ် အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြအောင်ကျွန်တော်တို့ဗီဒီယိုလေးမစခင်မှာမြန်မာနိုင်ငံရဲ့သမိုင်းအကြောင်းအရာတွေဗုဒ္ဓရာတွေကိုသိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သားပေးကြဖို့ကျွန်တော်ပြောကြလိုပါတယ်။အဲဒါဆိုရင် ကျွန်တော်တို့ video လေးကိုစလိုက်ကြရအောင်။ဂျာဇာဒါရုကလေးယာကိုအမဲတော်စင်ပူများရှင်ဘင်းတော်မင်းတရားကြီးနဲ့မဲတော်ဂျာဇာဒေဝီရှင်မိဖုရားကြီးတို့မှပွားမြင်တဲ့သမီးတော်လေးဖြစ်ပါတယ်။ဂျာဇာဒါရုကလေးယာမှာနောင်တော်နော်တာမင်းစောနဲ့မောင်တော်ငယ်တင်ကတ္တလို့ခေါ်တဲ့သီရိတုတ္တမယာဇာဆိုတဲ့မောင်တော်ငယ်တယောက်ရှိပါတယ်။တနေ့တော့အခါမှာဂျာဇာဒေဝီရှင်မိဖုရားကြီးနာမကျန်းဖြစ်ပြီးတော့ကွဲလွန် ော့နှိမ့်ဆာရောက်သွားပါတော့တယ်။ဓာတုကလေးကအသက်22နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့ခမဲတော်စင်ပြူများရှင်ဒင်းအောင်မင်းဒရာကြီးကွယ်လွန်နှိမ့်ဆာရောက်သွားခဲ့ရရှာပါတော့တယ်။မင်းဒရာကြီးကွယ်လွန်ပြီးဟန်တာရီ ရွှေနန်းကိုဟန်တာရီ၅စုတက်ကနန္ဒဘယံကဆက်ခံခဲ့ပါတယ်။နန္ဒဘယံကမင်းဒရာကြီးမရှိတဲ့နောက်ပိုင်းမှာမင်းဒရာကြီးလက်ထက်ကလိုမျိုးနှမတော်ဓာတုကလေးအလေးကို လိုလေသည့်မရှိအောင်တိရအဆောင်ဖြင့်ခန်းစားခွင့်ပေးထားပါတယ်။နရဗိဟိသားတော်မင်းကြီးစွာဟာလည်းမဟာဥပါယာစာအမည်ဖြင့်အရှိဇံဖြစ်လာပါတော့တယ်။အရှိဇံဖြစ်လာပြီးနတ်ရှင်မန်နဲ့ထိမ်မြာလက်ထက်ခဲ့ပါတယ်။မင်းကြီးစွာဒီဓာတုကလျာကို ချင်းမိနေဒီမှာကြာပါပြီ။ဒါပေမဲ့ဘာကြီးတော်ဘရက်နောင်မင်းတရားကြီးအရှိန်ကြောင့်အနာမကပ်ဝင့်ရဲတာကြောင့်စိတ်လျှောက်ထားရတာပဲဖြစ်ပါတယ်။တနေ့တော့ခါမှာတော့နေရာတစ်ခုတွင်ဓာရုကလျာနဲ့ အရှင်မင်းကြီးစွာတို့တွေ့ဆုံမိကြပါတယ်။အဲ့ဒီအချိန်မှာမင်းကြီးစွာကြီးအချစ်စိတ်များပြန်လဲနှိုးကြလာပါတော့တယ်။မြောက်စလုံးသည်နန်းတွင်းမှာအရှင်ဝါကြီးသူတွေဖြစ်တာကြောင့်ဘာကြီးတော်မင်းတရားကြီးမရှိတဲ့အခါမှာတော့မင်းကြီးစွာတို့ဓာတုကလေးအကို ချင့်ကပ်ပါတော့တယ်။ အသည်အရမသိမ့်ပါလို့ရတော်လဲဓာတုကလေးရဲ့ဂုံကိုငဲွက်တာကြောင့်သူချစ်နေချောင်ကိုစာပို့ပြီးအတိပေးစေခဲ့ပါတယ်ဓာတုကလေးကလည်းအကြင်ကြင်ညင်းပယ်ခဲ့ပါတယ်အကြောင်းကတော့သူ့မှာနတ်ရှင်မဲဆိုတဲ့မိဖုရားရှိပါတယ်နတ်ရှင်မဲဒီဓာတုကလေးတက်သက်တော်ကြီးပေမဲ့ဝါရတော့ဓာတုကလေးရဲ့တူမတော်ဖြစ်နေတာကြောင့်အချိန်ကြလို့အကမဟေဒီဒေဝီမိဖုရားကောင်းကြီးပွဲပေးတဲ့အခါမှာသူရတော့လဲမတင်တော့နတ်ရှင်မဲရတော့လဲမတင်တော့ဘူး ရှေ့ရီကိုသွေးတော့ကြောင့်ဖြစ်ပါတယ်။တပတ်မှာမူနတ်ရှင်မယ်ကမိမတို့ဒုံးဆန်အတိုင်းမင်းကြီးစွာမင်းကြီးစွာကဓာတုကလေးရာကိုပိုးပန်းနေသည်ကိုမကြေမနက်ဖြစ်နေသည်။တနေ့တော့ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းကြီးစွာနဲ့နတ်ရှင်မယ်တို့ရန်ဖြစ်ကြပါတော့တယ်။ နက်ရှင်မဲကမင်းကြီးစွာမခန္ဒန်လောက်တဲ့စကလုံးသုံးလုံးနဲ့ပြောတာကြောင့်မင်းကြီးစွာဒေါရထွက်ပြီးနက်ရှင်မဲကိုတွန်းလိုက်ပါတော့တယ်။ဒိုကာမှာတော့နက်ရှင်မဲသည်ဂရင်ကြောင်ဆောင်နဲ့ရိုက်မိပြီးနှစ်ဖူးကွဲသွားရရှာပါတော့တယ်။မင်းကြီးစွာကသူ့ကိုလှဲမကြည့်ပဲသလွားပါတော့တယ်။ဒါကိုမကျင်တော့၍သူ့ရဲ့နှစ်ဖူးကွဲရာမှထွက်လာသောသွေးကိုတုတ်ထားတဲ့အဝိဆာကို စာရဇောင်းနဲ့တကွဦးရခမဲတော်အင်းဝဘယံတံပို့လိုက်ပါတော့တယ်စာထဲမှာကအန်တာရီဘယံနဲ့အင်းရှင်မင်းသားကသူ့ကိုလစ်လီရှူတာပြီးအရုကလေးအကိုပဲအရေးပေးနေကြောင်းအင်းရှင်မင်းကြီးစွာကလည်းသူ့ကိုမချစ်တော့ပဲညံပန်းနှိမ့်ဆက်နေကြောင်းစာနေသူ့ပါဝင်ပါတယ်ဒီအကြောင်းကိုအင်းဝဘယံနဲ့ သူ့မိဖုရားတည်သွားတဲ့အခါမှာတော့ဒေါသထွက်လီပါတော့တယ်။သို့ပေမဲ့ဘယံကမူသူ့သမီးတော်ရဲ့အခြေအကိစ္စကြောင့်စစ်ဖြစ်ရမတင်တော်ပေလူအများသေးချေပျက်စီးမှာကိုမဖြစ်တဲ့ပေဟုပြောပါတော့တယ်။ဘင်းရဲ့မိဖုရားမှာမူအမျက်မပြေနိုင်ဒါပေမဲ့အင်းဝဘင်းရဲ့မိဖုရားကဟန်တာရီဘင်းရဲ့နှမတော်ဖြစ်ပါတယ်ဒါပေမဲ့လည်းအင်းဝဘင်းကိုဒီလိုပြောဆိုလိုက်ပါတယ်နှမတော်ဒီမောင်ကောင်းနှမအဖကောင်းသမီးကဖြစ်ပါ၏လင်ကောင်းမရမဖြစ်ပါဟုပြောလိုက်ပါတယ်ဟိုကအင်းဝဘင်းကသူဒီ ောက်ကြကောင်းလင်းကောင်းဖြစ်တဲ့ဆိုပြီးအန်ဒါရီနဲ့စစ်ဖြစ်ရန် လူစုစေခိုင်းလိုက်ပါတယ်။အင်းဝဘရင်အတိတ်သစိတ်လူစုနေတီကိုဟန်ဒါရီမင်းနန္ဒဘရင်တည်သွားပြီးအင်းဝကိုအလုံးရင်းနဲ့တိုက်ခိုက်ရန်ထွက်လာပါတော့တယ်။အင်းဝကို ရောက်ကန်နီးမှာ စကန်းချပြီးစာချွန်တော်ပို့လိုက်ပါတယ်။သူကအင်းဝဘရင်ထိတ်လန့်သွားပါတော့တယ်။သူမသိလိုက်တဲ့အချိန်မှာဟန်ဒါရီတက်ကြီးအင်းဝနာရောက်လာတာကြောင့်ဖြစ်ပါတယ်။သူမှာခုခံရအင်းအားအလုံးလောက်မရှိသေးပဲ။ဒါကြောင့်ဘရင်ချင်းစီချင်းတိုးရန်စာ ကျွန်တော်ပြန်လိုက်ပါတယ်အန်ဒါရီဘက်ကလည်းလက်ခံပြီးစီဂျန်တိုးရာမှာအင်ဝါဘရင်ရှုံးနေပြီးထွက်ပြေးသိမ်းရှောင်သွားရပါတော့တယ်ပိုကောင်မတော်အန်ဒါဝရီဘရင်ကအင်ဝါကိုအသာလေးသိမ်းယူလိုက်ပါတော့တယ်အန်ဒါရီဘယန်ဒီသူ희နှမတော့အဲဝဘယန်ရဲ့မိဖုရားကိုစိတ်ညစ်စေမဲ့စကားလုံးမဆို အန်တာရီကိုသာအတူလိုက်ပါရန်သာပြောပါတော့တယ်။အင်းဝမီပြကအင်းဝဘယင်ကိုသူပြောလိုက်တဲ့စကားကြောင့်နောင်တရနေလေသည်။အင်းဝဘယင်လည်းတင်းရှောင်းရဲ့နတ်ရွာဇန်ကန်တော်ကိုခဲ့ရရှာပါတော့တယ်။ပြီးကနောက်မှာတော့ဟန်တာရီနဲ့အယုဒ္ဓယာတို့စစ်တိုက်ရာဟန်တာရီဘက်က တောင်ငူဘရင်တက်နဲ့တောင်ငူဘရင်ရဲ့သားတော် National တက်တော်ကိုစစ်ကူတောင်းပါတော့တယ် National နေစည်ရဲ့တက်ပညာတင်မကအဆိုအကအရေးကြပြဆက်တဲ့နေရာမှာလဲဝါရနာပါပြီးအလွန်တော်တဲ့သူတယောက်ဖြစ်ပါတယ် National မှာချစ်ရတဲ့အချို့ရဝေရှင်တွေရှိပါတယ်ရဝေရှင်တွေကတာမန်ရဲ့သူဖြစ်ပြီးအဆိုအကအရေးအန်ချင်းဆက်တဲ့နေရာမှာလဲအလွန်တော်ပြီးအလွန် ကြော်ကြားတာကြောင့်မိဖုရားကြီးကသူ့ရဲ့အနာခေါ်ဆောင်ထားလိုက်ပါတယ်။အဲ့ဒါနဲ့ National နဲ့ Warner သူတာကြောင့်အတူကျော်ပြေရန်ကနေသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြပါတော့တယ်။စင်တိုက်တွက်လာတဲ့အခါမှာသူ့ကို ထားခဲ့ရပါတော့တယ်။ တပတ်မှလည်းဟန်တာရီပြင်မှာနန္ဒပယံစစ်တိုက်ထွက်နေသောအရှင်မင်းသားမင်းကြီးစွာကသာလူကလျာလေးကိုအသင်းအရမသိမ့်ပိုက်ယူလိုက်ပါတော့တယ်။အယုဒရာကုံလောက်ကြံရမောင်မြန်ပဲဟန်တာရီတို့ပြန်ဆုတ်ခွာလာပြီးနန္ဒတော်တို့အရောက်မှာပဲဒီတဲ့င်းကိုကြားလိုက်တော့နန္ဒပယံသောရထွက်ပါတော့တယ်။သို့ပေမဲ့နန္ဒပယံရဲ့မိဖုရားကကြောင်းပြပေးတာကတကြောင်သူ့ရဲ့အားကိုရတဲ့သားတော်ဖြစ်တာကတကြောင်။ဒါကြောင့်မလို့စိတ်လျှော့လိုက်ရပါတော့တယ်။ဒါရုကလေးကလေးကမူရှောက်ရမပြောနိုင်ပေ အဲ့ဒီလိုနဲ့တက်ကရက်954ခုနဲ့ဒေါ်လာဇန်2ရက်နဲ့တွင်ဟန်တာရီပယံကသားတော်ကြီးအင်ရှင်မဲမဟာဥပယာစာ သားတော်ငယ်သရုတ်ဓမ္မရာဇာတောင်ငူပယံတောင်ငူပယံရဲ့သားတော်နတ်ရှန်တော်တက်အတီးဒီကိုအယုဒ္ဓယကိုအယံထမှန်စီလွတ်ပြန်လာတော့တယ်။အဲ့ဒီတိုက်ပွဲမှာအရှင်မင်းသားနဲ့အယုဒ္ဓယပင်တို့စီချင်းထိုးရာမှအရှင်မင်းသားမဟာဥပယာဇာသည်နတ်ရွာဆန်ကံတော်ကုန်ခဲ့ရရှာပါတော့တယ်။အဲ့ဒါကြောင့်မဲ့အရှင်မင်းသားရဲ့ညီတော်ကစစ်ကိုစံတိုက်စေတော့ပဲအန်တာရီကို ပြန်ရန်ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဟန်တာရီရောက်တဲ့နေ့မြို့ပြန်မှာပဲအင်ရှစ်မင်းသားကိုမိသကြိုစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနက်ရှင်လောင်ကအင်ရှစ်မင်းသားကိုကရော့နေတဲ့ဓာတ်ရုပ်ကလေးလေးကိုမြန်သွားခဲ့ပါတယ်။အဲ့ဒီကမှာတော့သူစိတ်တဲသွင်တမူရိုက်ထားသလိုမထွက်နိုင်တော့ပဲသူမရဲ့အလှမှာနစ်မျောသွားခဲ့ပါတယ်။တချိန်ကသူရမ်းလှပါတယ်ဆိုတော့ရဝေရှင်တွေကိုပင်သတိမရတော့ပဲဒီလိုနဲ့တောင်းနန်းတော်ကိုပြန်ရောက်လာတော့အခါနက်ရှင်တော်ဒီအရင်လိုမဟုတ်တော့ပဲ ူးချားနေသည်ကိုရဝေရှင်တွေရေးမိပါတယ်။မကြမင်မှာပဲ National တောင်ဒီဟန်တာဝရီနန်းရှိရာဇတာရုကလေးရကိုစိတ်ဝင်စားနေကြောင်းမောင်းမတော်များတမ်းမှသိလိုက်ရပါတယ်။တောကမှာတော့ရဝေရှင်တွေကများအသက်ကျေလူမန်တိုက်ခံစားလိုက်ရပါတယ်။သို့ပေမဲ့သူနဲ့ National တောင်ဒီဘွားချင်းကွာချားလာသည် National တောင်ဒီနောက်တစ်ချိန်ဘရင်ဖြစ်လာမဲ့သူရဝေရှင်တွေရဲ့ပခင်ရဘရင်ရဲ့အမှုတန်းအစင်မဲရှိတာကြောင့်ကွာချားလာပါတယ်။ဒါကြောင့်ပဲကြိတ်၍သာခံစားနေရရှာပါတော့တယ်။ လက်ရှင်တော်နေဟန်တာဝရီရှိဒါရုကလေးယာကိုမြတ်တာစာမပြတ် ပေးပို့နေပါတယ်။သို့တော့တာရုကလျာမမှုစာပြန်ခြင်းမပြုဝေ။တနေ့တော့အခါမှာတော့ဟန်တာရီပြင်မှာမြင်းခင်ပွဲကျင်းပပါတယ်။အဲ့ဒီမြင်းခင်ပွဲကိုနက်ရှင်တောင်လည်းတက်ရောက်ပါတယ်။မြင်းခင်ပွဲပြီးမှာတော့နက်ရှင်တောင်ဤစွမ်းရီကိုအားလုံးကသဘောကျသွားကြပါတယ်။မြင်းခင်ပွဲပြီးတဲ့အခါမှာတော့နက်ရှင်တောင်ဤတောင်ကိုကိုမပြန်ခင်တရက်မှာရဇတာရုကလျာအဆောင်ကိုသွားပြီးသူ့ရဲ့ချစ်မြတ်တာကိုပြန်ရန်ချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေတခုခုအဖြစ်ရရန်ပြောပါတော့တယ်။ ဒါပေမဲ့ဓာနုကလေးရကတော့စောင်းဆိုင်ရန်တာပြောပါတယ်နောက်ဆုံးတော့နတ်ရှင်တော်ကအသင်းမေးတော့ဒီလိုပြောလိုက်ပါတော့တယ်ဓာနုကလေးရကနတ်ရှင်တော်ကိုမချစ်ဘူးလို့ပြောလိုက်ရင် တည်သွားနိုင်လားလို့မေးလိုက်ပါတယ်။ဟိုကလည်းထမြက်တဲ့သူတယောက်ဆိုတော့သူတည်လို့မဖြစ်ချေသူတောင်ငူနိုင်ငံနဲ့ပြည်သူတွေအတွက်စီပင်ဝါပြူအောင်လုပ်ရအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီအဖြစ်ကိုရာဇတာနုကလျက်ထောကြသွားပါတယ်။ဒါနုကလျက်ကဆက်ပြောပါတယ်။သူအချက်ကိုမရရင်တောင်တည်နိုင်လောက်အောင်မဖြစ်သေးဘူးဆိုရင်ဆောင်းဆိုင်ယုံလောက်နဲ့ ဘာမှဖြစ်နိုင်မှာမဟုတ်ဘူးတောင်းဆိုင်ပါအောင်ဟုပြောကသူ့ရဲ့ခန်းဆောင်တဲကိုဝင်သွားပါတော့တယ်ဒီလိုနဲ့အချင်းတွေကြာညောင်းသွားပြီးဟန်တာရီအချင်းတွေမှာမှလာတော့ပဲစင်အားလည်းနည်းလာပြီအဲ့ဒါနဲ့ဟန်တာရီ ဘယံနန္ဒာကတောင်ကိုဘယံဤသားတော်ကို သူစီမှာအမှုတန်းစေဖို့စာချောင်းတော့ပို့လိုက်ပါတော့တယ်။ဒေါ်ကမှာတော့တောင်ကိုဘယံကသူ့သားတော်ကိုဒီလိုခိုင်းစေရမလားဆိုပြီးတော့အမျက်ထွက်ကရခိုင်ဘယံဤစစ်ကိုကိုခေါ်ပြီးဟန်တာရီကိုဝိုင်းတားလိုက်ပါတော့တယ်။ဟန်တာရီမှာအင်အားအလွန်နဲတာကြောင့်တောင်ကိုတက်ကိုခုခံနိုင်စွာမရှိဘဲအလဲတကူအညံ့ခံလိုက်ရပါတော့တယ်။ဒေါ်ကမှာတောင်ကိုဘယံကဟန်တာရီဘယံနဲ့မိဖုရားကိုတောင်ကိုတို့ အကျွေးရန်ပို့လို့တော်များနဲ့အကွစံမြန်းစေရန်ပို့လိုက်ပါတော့တယ်။အချိန်ကာလကြာလာပြီးနောက်နန္ဒပြန်လုံးကြံခံရပြီးတောင်ကူမှာပဲနဲ့ရဆန်ခဲ့ရရှာပါတော့တယ်။ဤတဲ့နောက်မှာတော့တောင်ကူဝရင်သည်တောင်ကူကိုပြုပြင်ပြီးစီပြံဝါပြုအောင်နန်းတဲ့သက်ပွဲပြုလုပ်ပြီး National ကိုဥဝရစာပွဲပေးပြီးအင်ရှင်မဲရာကိုထားခဲ့ပါတယ်။ဤတဲ့နောက်မှာတော့ National ချစ်ရတဲ့ဓာတုကလေးရနဲ့လက်ထပ်သိမ်းများစေခဲ့ပါတယ်။ အဲ့ဒါနဲ့သူတို့နှစ်ယောက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါတော့တယ်။တာရုကလျာကလည်းနတ်ရှင်တော်ကိုချစ်တယ်။နတ်ရှင်တော်ကလည်းတာရုကလျာကိုချစ်တယ်။ယခုကမှတော့တာရုကလျာသည်အချစ်စစ်ကိုခံစားရပေသည်။အဲ့ဒါကြောင့်မဲ့အချစ်စစ်ကအလွန်ပြောဖို့ကောင်းပါလားဆိုပြီးသူ့ရဲ့စိတ်ထဲမှာကျဉ်နဲ့နေပါတယ်။နတ်ရှင်တော်နဲ့ပေါင်းဖက်ပြီးခုနှစ်လကြာတဲ့အခါမှာတော့သူတို့နှစ်ယောက်ရဲ့ဂျာရန်မှာ လူနှစ်ယောက်ကြားထဲမှာဝင်နှောက်တဲ့ကံကြမ္မာဆိုကြီးပေါ်ပေါက်လာပါတော့တယ်။အဲ့ဒါကတော့မရဏဆိုတဲ့သေခြင်းတရားကြီးပဲဖြစ်ပါတယ်။ဓာတုကလေးမှာယောဂတစ်ခုဝင်လာပြီးအဲ့ဒီယောဂကတနည်းတစ်ခြားတက်တာလာခြင်းမရှိတော့ပဲတိုး၍တာလာနေပါတယ်။အရှင်တော်ကလည်းရန်ကိုပူဆွေးတော့ကရောက်နေပါတယ်။သာရုကလျာမမှုတတိယတစ်ချက်မရတစ်ချက်ဖြစ်ပြီးတတိယတော့အခါမှာတော့နတ်ရှင်တော်ကိုတောင်းပန်နေပါတယ်။သူကသားတော်ရဏလေးတစ်ပါးပွားမြင်မပင်းနိုင်လို့ဆိုပြီးတော့ ြောရင်ပြောရင်နဲ့အတန်တွေလေးလာပြီးနောက်ဆုံးတော့သမားတော်ကြီးတွေလည်းမကယ်နိုင်တော့ပဲကွယ်လွန် နေစားရောက်ရရှာပါတော့တယ်။နှရှင်တော်လည်းအသက်ကျွလူမသက်ကြာမြင့်စွာခံစားလိုက်ရရှာပါတော့တယ်။အဲ့ဒါနဲ့ဓာနုကရလေးဆုံးသွားပြီးတဲ့နောက်မှာနှရှင်တော်ရဲ့ဘလို့ဘဝနေကုန်းချုပ်သွားလဲဆိုတာကိုကျွန်တော်ဒီမှာအချင်းချုပ်လေးကျွန်တော်ပြောသွားပေးပါမယ်။ တကယ်တော့နတ်ရှင်တော်ဟာဧကရိယမင်းတပါဖြစ်ကျင်တာပါသူရဲ့ဘိုးတော်စံပြများရှင်ဘင်းတော်မင်းတရားကြီးလက်ထက်ကလို့သူကဧကရိယမင်းတပါဖြစ်ကျင်တာပဲဖြစ်ပါတယ်။ဒါကြောင့်လဲသူရဲ့စိတ်အားတွေဖြစ်တဲ့စိတ်ရဲ့အမြဲလေးကျင့်ပါတယ်။ဒီနေ့တော့အခါမှာတော့ သူရဲ့ခမဲတော်တောင်ကိုပရင်မင်းရကြီးနဲ့ရွာဆန်ကန်တော်ကုန်ခဲ့ရရှာပါတော့တယ်။ပြီးတဲ့အခါမှာတော့မင်းတို့ရဲ့ထုံးစံအတိုင်းအရှင်မင်းသားကပရင်ဖြစ်လာပါတယ်။သူတို့ပြောရတော့ National Noun ကပရင်ဖြစ်သူရောက်ရှိလာပါတယ်။အဲဒီအချိန်မှာသူရဲ့ဆန္ဒတွေပြေဝဖို့စင်ရတွေဖြည့်တင်တယ်။သူ့ကိုအခိုင်အမာတိစောက်ပြီးတော့စီရအမြဲလေးကျင့်လျက်ရှိပါတယ်။တစ်ဖက်မှာလည်းအဲဒီအချိန်မှာအင်းဝပရင်တက်ကခင်ရအကြီးဆုံးနဲ့စီရအကောင်ဆုံးတကြီးဖြစ်ပါတယ်။ ။တနေ့တော့ခါမှာတော့အင်းဝဘီရင်သက်ကြီးနဲ့တကွနင်းဝစစ်နေသားများအားလုံးတောင်ကူပြေကိုလာရောက်တိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီခါမှာတော့စေရေရောလက်နဲ့ရောအပြည့်စုံသေးတဲ့တောင်ကူဘက်ကနှုံးနဲ့ရင်ဆိုင်သွားရရှာပါတော့တယ်။အဲ့လိုတောင်ကူကိုနိုင်သွားပြီးတဲ့နောက်မှာတော့အင်းဝဘီရင်က agreement တပါဖြစ်သွားပြီးတော့တောင်ကူဘီရင်ကအင်းဝဘရင်ရဲ့လက်အောက်တွင်သစ္စာတော်ခံယူပြီးတော့ဘရင်ကမင်းအဖြစ်နဲ့ပဲတောင်ကိုကိုဆက်လက်အုပ်ချုပ် စီခိုင်းလိုက်ပါတယ်။အဲဒီအချိန်မှာနက်ရှင်တောင်ရဲ့ရည်ရွယ်ချက်တွေအားလုံးကျေမွပျက်စီးသွားရရှာပါတော့တယ်။အဲ့လိုဘင်းကန်နဲ့အုပ်ချုပ်ပြီးမကြမီမှာပဲတန်လင်းစိတ်ကန်းကိုအပိုင်စားရထားတဲ့နစင်ကတက်ကြီးကတောင်ကူကိုလာရောက်တိုက်ခိုက်ပါတော့တယ်။တောင်ကူစစ်သည်ရဲမဲတို့ကပြန်ထန်တိုက်ခိုက်တော်လဲနက်ရှင်တောင်မှာမူနန်းသွင်းလာရှိ၍တိုက်ခိုက်ခြင်းမပြုပဲသောကစင့်ရမမြတဲ့ဖြင့်တောင်ကူပြည်ကြီးဆက်လက်ကြာရှုံးသွားပါတော့တယ်။တောင်ကူပြည်ကြီးကြာရှုံးသွားပြီးတဲ့နောက်မှာ နတ်ရှင်တော်ကို အရှင်ဖမ်းပြီးတော့တန်လင်းတို့ပြန်သွားခဲ့ပါတယ်။တောင်ကူပြည်နဲ့နန်းတော်ကြီးကိုတော့မီးလောင်တိုက်တွင်းခဲ့ပါတယ်။ငစင်ကာကဘာလို့လဲဆိုရင်တော့ခြေတုံးကအန်တာရီကိုတောင်ကူကလှုပ်ကြံတော့ကရကန်ပင်ရဲ့အကူအညီကိုတောင်းခဲ့ရပဲဖြစ်ပါတယ်။ရကန်ရဲ့အကူအညီတောင်းပြီးအန်တာရီကိုတင်ပိုက်ပြီးတဲ့နောက်မှာတော့ရခိုင်နဲ့တောင်ငူလမ်းမဆက်တော်ရဲ့ကုန်းစီစီစဉ်မှု ရရှိရတဲ့အတွက်ရခိုင်ပင်ရဲ့ကြေကျွန်းငစင်ကာကိုတန်လင်းတို့စေပို့ပြီးတော့ တန်လန်စိတ်ကန်းကိုအုတ်ချုပ်စေခိုင်းလိုက်ပါတယ်အဲ့လိုဓာကြီးပြီးငစင်ကာကအသက်စာပေါက်ပြီးတော့တန်လန်ကိုအပိုင်သိမ်းလိုက်ပါတော့တယ်တမောင်မှာတော့ဒလစိတ်ကန်းကိုလည်းအပိုင်သိမ်းလိုက်ပါတယ်ပြည်ရနောင်မှာတော့ပေါ်တူဂီတပ်မျိုးကိုစုဆောင်းပြီးတော့အိန္ဒိယရဲ့စီဥ်ချုပ်အဖြစ်တန်လန်အားနေပြီးတော့အုတ်ချုပ်စေခဲ့ပါတယ်အဲ့ဒါနဲ့ဒဇဒဇနဲ့အင်အားကြီးပြီးတော့ကုလိုတောင်ကိုကိုလုကြံလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့ဒါနဲ့တောင်ကိုဘရင်တန်လန်တို့ရောက်တဲ့အခါမှာတော့ငစင်ကာကနတ်ရှင်တောင်ကို ကောင်းမွန်စွာထားရှိပြီးတော့ နရှင်တောင်ကိုပြောပါတယ်တောင်ငူပြည်ကြီးပြန်လည်ထူထောင်ရေးနဲ့မြဝပြန်လက်မှတ်တောင်ငူပြန်လည်ရရှိရေးကို သူကူညီမယ်လို့ပြောပါတယ်ဒီအကြောင်းအရာကိုနရှင်တောင်ကလည်းအကျွမ်းမဲ့ယုံကြည်သွားပါတော့တယ်မစင်ကကသူ့အကျိုးမပါရင်ဘာတစ်ခုမှမလုပ်တဲ့သူဖြစ်တာကြောင့် ဒီစကားကိုလည်းသူအကျိုးမပါပဲသူလှုပ်ပြင်းမိဟုပြောဆိုခြင်းမှမဖြစ်နိုင်စရာပင်ဖြစ်ပါတယ်။ဤတဲ့ဆိုရာကငစင်ကကတိုင်းခြားတပါတာဖြစ်ပါတယ်။ဘုဒ္ဓဘာသာဝင် မဟုတ်တာကြောင့်ဇေဒီပထုံးများကိုဖြတ်စည်းပြီးတော့ဇေဒီပထုံးတွေရဲ့ဌာပနာတွေကိုလည်းဖောက်ယူပါတယ်။သူလောက်မှရောက်သွားတဲ့ဘုဒ္ဓဘာသာတွေကိုလည်းသူ့ရဲ့ဘာသာဖြစ်ပြောင်းစေခိုင်းပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကတကြောင်ဥမ္မပင်ရဲ့ပိုင် တောင်ကူနယ်ကို လာရောက်တိုက်ခိုက်တာကတကြောင်ဧဝဘင်ကလက်မခံနိုင်ပဲသူ့ရဲ့ ရှိသည်မစိန်အားနဲ့တန်လင်ကိုတိုက်ခိုက်ရန်ခြေသက်လာပါတော့တယ်။ဤဝဘင်းရဲ့စိန်အားအလွန်များပြားတာကြောင့်သူနိုင်ကြေးမရှိပါ။ဒါကြောင့်မဲ့သူတို့ရောက်တဲ့နေ့တန်လင်ကိုဝိုင်းထားလိုက်ပါတော့တယ်။တန်လင်ကိုဝိုင်းထားပြီးသူတို့မနိုင်ချေဖြစ်နေတာကြောင့်ဤဝဘင်းတန်ငစင်ကာကစာပို့လိုက်ပါတယ်။သူတို့လက်နဲ့ချပါမယ်။တန်လင်ကိုလည်းပြန်လဲပေးရပါမယ်။သူနဲ့ ပေါ်တူဂီသားတွေကို အသက်ချမ်းသာပေးပြီးသူတို့ဒီကနေပြီးတော့ရေချောင်းပြန်ထွက်ခွာသွားပါမယ်ဆိုပြီးတော့ပြောပြပါတယ်။သို့တော်လည်းအင်းဝဘင်ကအသာစီးဖြစ်နေတာကြောင့်ဒီစာကိုလက်ခံခြင်းမပြီးတော့ပဲအသေးချင်းထိုက်ခိုက်ချင်းမုန်းလိုက်ပါတော့တယ်။ပြီးတဲ့နောက်မှာတော့နတ်ရှင်တော်နေမစင်ကရဲ့ဇကားကိုယုံပြီးတော့မစင်ကနဲ့အတူအင်းဝသက်ကို ပြန်လည်တိုက်ခိုက်ပါတော့တယ်။ဒုကမှာတော့သူတို့စင်အားလွန်နေတာကြောင့်အင်းဝဘင်က နိုင်ရရှိသွားပါတော့တယ်။ဧဝဘေအနိုင်ရရှိသွားပြီးတဲ့နောက်မှာတော့ငါစင်ကာနဲ့နတ်ရှင်တော်ဧဝကိုဖန်ဆီးလာပါတော့တယ်။ဧဝကိုရောက်ပြီးတဲ့နောက်မှာတော့ငါစင်ကာနဲ့နတ်ရှင်တော်ကိုအချုပ်ကန်းထဲမှာအကျယ်ကျုပ်ဖြင့်ထားခဲ့ပါတယ်။နတ်ရှင်တော်အဲ့လိုအကျယ်ကျုပ်ကျနေချိန်မှာပဲသူ့ရဲ့ညီတော်နောင်တော်တို့ကရောက်လာပြီးတော့ဒီအမှုကိုကျင်းလွတ်စေရန် တို့ကူညီပေးပါမယ်ဆိုပြီးပြောပါတယ်အမှုစင်မေးတဲ့အချိန်မှသာကိုစိတ်နဲ့ကိုလောက်တာမဟုတ်ပါဘူးအစင်ကာရဲ့အကြံကြောင့်လုပ်ရခြင်းဖြစ်ပါတယ်လို့ဖြစ်ပြီးယုံမယ်ဆိုပြီးပြောပါတယ်ဒေါ်ကမှာတော့နတ်ရှင်တော်ကငါ့ကိုလိန်ညာခိုင်းနေတာလားဆိုပြီးတော့ပြောလိုက်ပါတယ်နတ်ရှင်တော်ကဒီလိုထပ်ပြောလိုက်ပါတယ်ငါကအေဂရစ်မင်းတပါဖြစ်ချင်တာဒါကိုအင်းဝဘီရင်ကအိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်ငါရဲ့ယီမန်းချက်တွေအားလုံးပျက်စီးခဲ့ပါတယ် အဲဒါကြောင့်တောင်ဝူပြန်လဲထူထောင်ရင်းနဲ့တောင်ဝူပြန်လဲရရှိရေကိုငဆင်ကာကအကူအညီမှဖြစ်လို့ငါငဆင်ကာနဲ့အတူတက်ခိုက်ခြင်းဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲလိုပြောလိုက်တဲ့အခါမှာတော့သူ့ရဲ့ညီတော်တွေကငဆင်ကာကိုယုံကြည်နေတယ်ဆိုပြီးတော့အားလုံးဝမ်းနည်းစွာနဲ့တွလွားခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ငဆင်ကာနဲ့နတ်ရှင်တော်ကိုအမှုစမေးရန်အရှင်မောက်တို့ခေါ်ခဲ့ပါတယ်။ ပရမဟုစွာငစင်္ကာကိုစင်မေးပါတော့လေ။အင်းဝံပင်ပိုင်ဆိုင်တဲ့တောင်ကိုကိုဘာကြောင့်တိုက်ခိုက်ရတယ်လဲဆိုပြီးတော့ယမေးလိုက်ပါတယ်။ငစင်္ကာကသူတိုက်ခိုက်ခြင်းလို့တိုက်ခိုက်တာမဟုတ်ပါဘူး။တောင်ကပရင်ခံနတ်ရှင်တော်ကသူ့ကိုလှမ်းခေါ်လို့လာရောက်တိုက်ခိုက်ရခြင်းဖြစ်ပါတယ်လို့ဆိုတာဆိုလိုက်ပါတယ်။ပြီးရနောက်မှာတော့ငစင်္ကာကနတ်ရှင်တော်ကိုကြောက်သွန်းတဲ့ဇာတ်ကားတွေပဲဆိုပါတယ်။ပြီးတဲ့အခါမှာတော့နတ်ရှင်တော်ကိုမေးပါတော့တယ်။သူပြောတာတွေဟုတ်လားမဟုတ်ဘူးလား။ မေးပါတော့တယ်ထိုအခါမှာတော့နှက်ရှင်တော်ကဘာမှမပြောပဲကိုလုတ်ရက်ကိုတီးပြီးတော့သူလုတ်တာသူကိုယ်တိုင်ပဲတီးပါတယ်လို့ပဲပြောလိုက်ပါတယ်ထိုအခါနှက်ရှင်တော်ကဘာမှဖြည့်ရှင်းချက်မပေးတာကြောင့်ယောဝဘယံကငစင်ကနဲ့အတူပေါင်းကြံတယ်ဆိုပြီးတော့သူတို့နှစ်ယောက်လုံးကိုတည်တံအဖြစ်ချမှတ်လိုက်ပါတော့တယ် ဲ့ဒါနဲ့နောက်တနေ့နေမဝင်ခင်မှာပဲသူတို့နှစ်ယောက်လုံးကိုကျုံမိန်ပေးပြီးတော့နတ်ရှင်တော်ကသူ့ရဲ့ညီတော်နောင်းတော်ပါရမီတော်တို့ကိုနှုတ်ဆက်ပြီးတော့ကံတော်ကုန်ခဲ့ရရှာပါတော့တယ်နတ်ရှင်တော်နဲ့ဒါရုကလျာရဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီလူချင်းမတော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဘလိုမျိုးသုံးသက်ဝေဖန်ကြံလဲဆိုတာကိုဘလိုမျိုးထင်မြင်လဲဆိုတာကိုဒီ comment လေးထဲမှာပြသပေးလို့ရပါတယ်ဒီ video လေးကိုလည်းကြိုင်နေတဲ့ရန် like share and subscribe လေးပြုလုပ်ပေးထားကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာတမိုင်းကြောင်းနေတဲ့ဘုဒ္ဓသာတွင်ကိုသိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားကြဖို့ကျွန်တော်ပြောကြလိုပါတယ်ကြည့်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့သုံးစံတိုင်း ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာဒီတဲ့ကောင်းအောင်သင်ဆက်ပေးသွားမှာမို့ဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်။ See you the next video. Bye bye.